်းကမှာနေဆက်မေလာဒုက္ခတေစကန်ကစကန်သူစကန်သားတွေမှာအခုလာအတွင်းလေချောင်းနာပြီးအာသီးရောက်နာတွေအဖြစ်များလာတယ်လို့စကန်တွေးတာဝန်ရှိသူတွေထံကနေသိရပါတယ်။မိုးရင်ကာလအဖြစ်များတဲ့ရာသီတုပ်ကွေးလို့အာသီးရောက်လေချောင်းနာတွေဖြစ်များနေပြီးတပတ်အတွင်းမှာပဲလူနာ58ယောက်လောက်ဈေးကူတမှုခံယူရတယ်လို့စကန်အတွင်းရုံးမှုစော်စန်ဒီကအခုလိုပြောပါတယ်။တလတနွေညာတော့ဘူးလေဝဲကွာလေအဘအဝဲပစ်ပစုခါမနော် ပစောကနေဟိုဝဲရာအချီခီကာမေမေလခသိညောပိုသာခသိညောနေဟိုဝဲရာရချီခောကရချီခောကဘာသနာကေမေမေလအန်မီတော်ဘူးနေဟဲ့ပြာအဝတိဟဲ့ပြာဝရာအတာနေဟိုဝဲရာအဝဲခီယခွီချီပြဲ့ရမနောခီယခွီချီရဲကြတယ်အဝဲစကားခါနေဘခါလဲ ဝဲတဲ့လို့ဝဲတုတ်ကွေမှာနော်တုတ်ကွေနေဘာတိနေဝဲတခီပြန်နေမှာမေရာတောကဒက်စကန်ဟာလူနေထူထပ်ပြီးယောဂကူးစက်နိုင်မှုလွယ်ကူတာကြောင့်အခုလိုဖြစ်နေတဲ့ယောဂလက္ခဏာတွေဟာရိုးရိုးတုတ်ကွေလက္ခဏာတွေတဲကတစ်ခုဖြစ်ပြီးအသက်ရှူလမ်းကြောင်းကနေတဆင့်ကူးစက်နိုင်တယ်လို့ကျွမ်းကျင်တဲ့ဆရာဝန်တဦးကမှတ်ချက်ပြုပါတယ်ဒါအပြင်ကုသမှုမဖြစ်ပွားစေဖို့ကိုခံအားကောင်းအောင်နေဖို့လိုပြီးအေးဝဝအိတ်တာ အာဟာရဖြစ်စေတဲ့အစာအသောက်တွေစတာ လက်ဆေးတာနဲ့လူကြားထဲသွားရင်မတ်စတတာတွေလုပ်ဖို့လိုအပ်တယ်လို့လည်းကျမရေးတောင်းမှုရှိသူတွေကအကြံပြုပါတယ်။လက်ရှိမှာမဲလဒုက္ခတဲ့စကန်တဲ့မိသားစုလိုက်နေမကောင်းဖြစ်တာတွေလည်းရှိနေပြီးလက်ချောင်းနာတာအပြင်ကိုဗစ်ရောဂါလက္ခဏာလိုအနံ့မရတာမျိုးလည်းကြုံခဲ့ရတယ်လို့မိသားစုလိုက်နေမကောင်းဖြစ်တဲ့နော်မူချီခုကအခုလိုပြောပါတယ်။ဘဝတမန်နေအဖို့ရှိဘူးခေါ်ဖို့နေအဖို့ကိုခင်းနွေးနေပတူရတယ်နဲ့ကိုဘောစာနတ်ဒီရတဲ့ နောရတနောရဒီနေအစဒနကိနေဝဲတဲ့ဗမီကဲလာနိဇာနေပကစပစီနေဘလော့ဒေါင်းချတာပဲတာပပကတဲလေပမာအော်တာအော်တာအော်ကိုကိုလဲလဲတဲ့နိမပလက်တဆစီတဲ့လောဆောတာနော်မီနဆတဆစီတဲ့ကတိလောဆောတူနော်မီအော်ရနေအခဲပကဲလောပကဲလောအာမ လက်ရှိစကန်ထဲမှာမိုးရသီးခြင်းဖြစ်များတဲ့ယောဂါတွေကိုယ်ဆက်တက်တဲ့ယောဂါတွေနဲ့ပတ်သက်ပြီးစကန်တောင်းဝရှိသူတွေဘက်ကအသိပညာပေးလှုပ်ဆောင်နေတာရှိပြီးထိုင်းနိုင်ငံရဲ့ကျန်းမာရေးတောင်းဝရှိသူတွေကလည်းလာရောက်ကြည့်ရှုဆက်ဆေးမှုတွေရှိတယ်လို့သိရပါတယ်။အမေရိကန်နိုင်ငံရဲ့နိုင်ငံတကာကူညီပေးမှုတွေဖြတ်တောက်လိုက်တဲ့နောက်ပိုင်းထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်စကန်တွေမှာကျန်းမာရေးဝန်ဆောင်မှုအကူအညီတွေမရှိတော့တာကြောင့် မေရာစကမ်းမှာအခြားသောကျမ်းမာရေးဖွဲ့စည်းတွေရဲ့အကူအညီနဲ့ကျမ်းမာရေးဝန်ဆောင်မှုကိုပေးနေရတယ်လို့သိရပါဗျာ။